သက်မရှူမှသိဆုံးတာမဟုတ်ပါဘူးပြေးရခြင်းကလည်းသိဆုံးမှုတစ်ခုပါပဲလူညံ့လူပြင်းတွေပြောသေးရှိတဲ့အချက်15ချက်နံပါတ်1ဖွေးရအောင်မနေခဲ့ရလို့နံပါတ်2အလုတ်ကအရန်ပြင်းမှန်းနေနံပါတ်3အချိန်ပြည့်ကျွလို့လုံနေရတာနံပါတ်4 လုံရတာနဲ့ရရလာစာမတန်ဘူးနမငါမိပါကတော့ငါကိုမခေါ်ငါဘူးမခေါ်ဘူးမဆူဘူးနမ6ချမ်းသာတဲ့အသားရောင်းရောင်းမှလူမဖြစ်ရတာနာတယ်နမ9ငါစအရန်စင်းရတာဒါတွေဝင်နိုင်မှာမဟုတ်ဘူးနမ10 ထိပေါက်တယ်လို့နေချင်းညချင်းချမ်းသာလာရင်ကောင်းမယ်။နမကိုဘယ်တက်နိုင်မှာလဲ။နာကတန်မမကောင်းတာ။အမတ်သက်ငါမအားပေးမဲ့သူမရှိတာ။စူးစားနေလေအလကားပဲ။အမတ်စတိဒီအလောက်ကစေကန်းချီလို့ဖက်လာတာမဲလဲမလုံနဲ့။နမစနေသူတို့လိုမှာ မတော်တာငါလုံနိုင်ပါမလားအမဆက်တော့တရားရောက်ကအလုလာခေါ်ရင်ခေါင်းမှာပဲနမတ်14နတ်လက်ထဲမှာဝေမမရှိကြဘလို့စီးပွားဖြစ်မှာလဲနမတ်ဆန်ကငါလဲလုံနေတာပဲဖြစ်မလာတာမတတ်နိုင်ဘူးအထပါအချက်တွေနဲ့ဘဝမှာညီးညီနေရင် မိတ်ဆွေရဲ့ဘဝကဘယ်တော့မှတိုးတက်လာမှာမဟုတ်ဘူးဒီအချက်ဆိုဇေယျတွေကိုအခုပဲဆုံးပြလိုက်ပါမိတ်ဆွေအောင်မြင်မှုဆိုတာပန်းလိုက်တခုပဲပန်းနိုင်ဆိုတာဥတီချက်ပေါ့ခီးဆုံးမှာတော့မဟုတ်သေးဘူးအောင်မြင်ခြင်းလေဆိုတာကိုဝါဒနာပါရအတတ်ပညာတစ်ခုခုကိုအရင်ပြုတ်ပြီးတော့ပေါင်းများအောင်စမ်းဆောင်နိုင်ခြင်းကို အောင်မြင်မှုလို့ခေါ်ပါတယ်မိတ်ဆွေချမ်းသာခြင်းနဲ့ဆိုတာဘဝအစုံမဟုတ်ပါဘူးအများစုကပတ်စံစုတာဟိုခလေးခလားဆန်တယ်လို့တွင်းနေထင်ချတယ်ဒါကြောင့်ပတ်စံစုဖို့လူတော်များများမလုံနိုင်ကြရချမ်းသာခြင်းကိုတွေ့မှဘဝဆိုတာစတော့အောင်မြင်မှုနဲ့ချမ်းသာခြင်းရဲ့ခွာခြားမှုကဒါပါပဲ မိတ်ဆွေကိုကိုကိုငင်းပဲ့ခဲ့တဲ့သူတွေအချိုးတို့မှာညောင်ရီလောင်းလာထက်လုံမပေါင်းတဲ့သူတို့သုံးဝအချိန်ကုန်မခံပါနဲ့မိမိအနာဂတ်ကိုမိမိကိုယ်အဟောနိုင်အောင်ကြိုးစားပါပေါင်းဝဲခြင်းရဲ့ပုံခေါ်ခြင်းခံရသူမဖြစ်ဖို့အရေးကြီးတယ်အဓိကမှာကျင်တာကပိုင်ဆိုင်ဖို့ဖက်မိမိဘက်က ဘာတွေပေးဆက်ရမလဲဆိုတာကိုထွေးတာပါမိတ်ဆွေငငယ်ကမုတ်ခိုးစားလို့ငငယ်ကမုတ်စားခိုးပြီးတော့စားခဲ့လို့မိဘကခြိုက်တဲ့အခါငါအသက်ကြီးလာရင်မုတ်ကြီးအများကြီးဝယ်စားပြစ်မယ်ဆိုတဲ့အတွေ့အမျိုးကလေးပေါ်မှာခြံထားခဲလိုက်ပါမိတ်ဆွေရဲ့ခန္ဓာကိုယ်ပေါ်ကအင်းကြီးအဝတ်အစားတွေ ဘာကြောင့်ဝင်နေရတာလဲမေးမိတ်ဆွေဘာဖြစ်မလဲကျွန်တော်ပြောပြမယ်အဆက်တရားအတွက်အဖြစ်မနေဝေးရမယ်အရာပဲဘဝဆိုတာဒါပဲအနာဂတ်အတွက်မဖြစ်မနေမိတ်ဆွေစူးစမ်းနေရနိုင်မယ်ဒီဗီဒီယိုလေးကိုအပောင်းလိုက်ပါ share ထားပါ